ီတစ်ခါအလားပါနဲ့ပတ်သက်ပြီးတော့ဆိုမှအသားရည်အတွက်ပြောပြမယ်ပေါ့နော်အသားရည်အတွက်ပြောမယ်ဆိုရင်အမြဲတမ်းဒါခက်သစ်ပြင်မှာအမြဲတမ်းခဏခဏပါနေရှားဆောင်လက်ပတ်ဟုတ်တယ်နော်ရှားဆောင်လက်ပတ်ရှားဆောင်လက်ပတ်ကဟိုတဲ့တဲ့သူကတဲ့တဲ့သူကတော့ပို့ပြီးတော့များတာပေါ့နော်မတဲ့တဲ့သူတွေရှိရဆိုပေမဲ့တဲ့တဲ့သူကပို့များတယ်အဲ့တော့ရှားဆောင်လက်ပတ်နဲ့ပတ်သက်ပြီးတော့အသားရည်အတွက်ကောင်းခြင်းတွေရရှိစေဖို့အတွက်ဘယ်လိုမျိုးလေးလှုပ်ဆောင်ရမလဲဆိုတာကိုပြောပြပေးထားတယ်အဲ့တော့ပထမဆုံးဒါအရေးကြီးပြောချင်တာဒီချင်းကအရန်ပူတော်တော်ကြီးပူတယ်ပေါ့နော်အဲ့တော့နေလောင်တာတွေဖြစ်မှာပဲအနေနဲ့များတော့နေလောင်ကြမှာပဲအဲ့တော့နေလောင်တန်ရ ာတွေကိုရှားဆုံးလက်ပတ်နဲ့ဘယ်လိုမျိုးကုသပေးမလဲဆိုတာဟုတ်ပေါ့နော်။ဒါရေးပေးထားတာအဲ့တော့ရှားဆုံးလက်ပတ်ကဆိုရင်ဆွမ်းအားထက်မြက်တဲ့ကုသမှုကိုပေးနိုင်တဲ့စီတလက်ဖြစ်တယ်။အဲ့တော့သူ့အနေနဲ့နေအောင်ကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်။ဒါနေလောင်နာကိုကာကွယ်ပေးနိုင်ပါတယ်။သူ့မှာပါဝင်တဲ့သဘာဝအာဟာရတန်ဖိုးတွေအန်တီအောက်ဆီဒန့်နေရာဆိုလို့ရှိရင်နာကျင်မှုကိုတသက်စေပြီးတော့ရေပြားအဖွဲ့စည်းဒါအစ်စ်ပြန်ပြီးတော့ဖြစ်ပေါ်စေနေမှာလားအားပေးရဆိုတော့ဒီရှားဆုံးလက်ပတ်နဲ့တားရီလေးကိုလိမ့်ပြီးတော့နေပြရမျိုးပဲဖြစ်ပြီးတော့မှရေပြန်ဆေးချတာပေါ့နော်။ပြီးတော့နောက်တစ်ခုကကျတော့ရှားဆုံးလက်ပတ်ပါ တဲ့ဒီ gel lotion လေးလိမ့်တာမျိုးလည်းရရဲပေါ့နော်ဒါတစ်ခုနောက်တစ်ခုကကြတော့ရှားဆုံးလက်ပတ်ရဲ့နောက်ထပ်အစွမ်းတစ်ခု WhatsApp နေကူတာပေးပါတယ်တဲ့အဲ့ဒါပါဆိုရှားဆုံးလက်ပတ်မှာပါဝင်တဲ့ဓာတ်တွေရှိရဲပေါ့နော်အဲ့ဒီ hormone နှစ်မျိုးဒါတွေကကြတော့ဒဏ်ရာတွေကိုလှလင်းမြန်မြန်နဲ့ဒါတတ်တာပြီးတတ်တာပြောက်ကင်းစေရဲအရေးပြားဆက်အစီတွေပြန်ပြီးတော့ဒါပေါ့နော်အစီမဟုတ်ဘဲနဲ့ပုံမှန်အသားရေပြည့်ပြည့်တင်တင်ပြန်ပြီးတော့ဖြစ်ပေါ်စေဖို့အတွက်လည်းအားပေးပါတယ်တဲ့အဲ့တော့ဒါ WhatsApp ပေါက်တဲ့သူတွေနဲ့ရှားဆုံးလက်ပတ်ချက်အနှစ်လေးတွေကိုအသုံးပြုပေးလို့ရတယ်အဲပြီးတော့အသားရေနဲ့ပတ်သက်ပြီးတော့သူကအသားရေစိတ်ကပ်မှုလည်းမ ဖြစ်ဘူးအရေးပြအမျိုးအစားအားလုံးနဲ့လည်းတင့်တော်တဲ့အတွက်ရှားဆုံးလက်ပတ်ကိုတော်တော်များများကဒါ all in one လောကအကုန်လုံးသုံးကြရဲ6မျိုး9မျိုးเนาะအကုန်လုံးရှိရဲဟုတ်တယ်အဲ့တော့အကုန်လုံးကိုသုံးလို့ရရဲအဲ့တော့ဒီနှစ်တစ်ခွကျတော့မုန်းစိမွေးနှာခမ်းမွေးတွေရိတ်တဲ့အခါမှာဆိုရင်တဲ့ရလာတဲ့ဒဏ်ရာတွေကိုကုသပေးနိုင်တယ်တဲ့အဲကုသပေးတယ်ဒါအပြင်တော့ shaving cream မရှိတဲ့အခါမှာရှားဆုံးလက်ပတ်ဂျယ်လေးအနှစ်လေးနဲ့ပုတ်တိုက်ပြီးတော့ ဟိုဘောနော်ဒီ shift လုပ်လို့ရတယ်ဆိုရပြောထားတယ်။အဲ့တော့ဒီကတော့သူကဆိုချောချောမွေ့မွေ့ချွဲချွဲလေးနဲ့ဆိုတဲ့အခါကျအသားရည်ကိုမထိခိုက်ဘူးပေါ့နော်။အဲ့တော့ရုပ်တရက်ဟို shaving cream ကုန်တဲ့အခါမျိုးအိမ်မှာရှားဆောင်လက်ပတ်ပင်လေးလည်းရှိမယ်ဆိုလို့ရှိရင်အဲ့လိုအသုံးပြုလို့ရတယ်။နောက်တစ်ခုကရှားဆောင်လက်ပတ် gel လေးတွေကိုလည်းခုနပြောတဲ့ all in one ပေါ့နော်။အဲ့ဒီဘူးလေးတွေမှာပါပါတယ်တချို့အဲ့ဒီဟာလေးနဲ့လင်းပြီးတော့လေဒီရိတ်လို့ရတာပေါ့နော်။ ဒါတခုအဲနောက်တစ်ခုကကြတော့ဇရာကိုနှိမ့်ကွေးစီရဲ့လူတိုင်းကတော့ဒါနုပြိုခြင်းညတာပဲဒါပေမဲ့အရွယ်တခုကိုရောက်လာတဲ့ခါမှာဆိုအမင်းရောမှုဆိုတော့မလဲမသိကြုံရမှာပဲပေါ့နော်ဒါပေမဲ့ဒီအချိန်နာရီတွေကိုနောက်ပြန်ဆုပ်လို့မရဘူးဆိုပေမဲ့အချိန်နာရီရဲ့နေ့ရက်တွေကြောင့်ဖြစ်ပေါ်လာတဲ့အမင်းရောမှုတော့တဲ့ဒါအစွမ်းအထက်မြတ်ဆုံးတဲ့ကာဝယ်တားဆီးပေးနေတာကရှားဆုံးလက်ပတ်ပါပဲတဲ့အဲ့တော့ရှားဆုံးလက်ပတ်ကျဲကိုပုံမှန်လိမ့်ပေးမယ်ဆိုရင်မျက်နှာပေါ်အရေးကြောင်းလေးကိုတတပြောက်ကင်းစေတယ်လို့မျိုးပဲအသားရည်ကိုတင်းတင်းရင်းရင်းလေးနဲ့ကျစ်လစ်နေစေဆိုပြောလဲပြောထားသေးတယ်အဲ့တော်လေးတော့အသုံးဝင် င်တာပေါ့နော်။ကဲဒီတစ်ခါဆိုပြောမယ့်အကြောင်းအရာကတော့ဒါပါလဲဆိုတော့ဟိုမိန်းကလေးအနေနဲ့ပေါ့နော်။ကိုရဲ့ဒီလက်ကန်အိတ်လေးထဲမှာဟိုမယူမဖြစ်ဒါမထည့်မဖြစ်ပေါ့နော်။ဒါကိုစောင့်ထားတဲ့အရာလေးတွေပေါ့ပစ္စည်းလေးတွေဒါဟိုမှာ Forha မြန်မာ post ကနေပြီးတော့ပေါ့နော်ဒီ page Facebook Facebook page မှာပေါ့နော်ပေါ်ပြထားတာ။ဒီတော့မိန်းကလေးအနေနဲ့ဆိုရင်လက်ကန်အိတ်ပစ္စည်းလက်ကန်အိတ်ထဲမှာဆိုရင်တပွေးတစ်ပိုက်နဲ့တချို့ပစ္စည်းဆိုလည်းအသုံးမလို့ပစ္စည်းလည်းပါတယ်။ဒါတွေမှမဟုတ်ဘူးသူကအကုန်ထည့်တာ။အကုန်ထည့်တော့အိတ်ကြီးကလေးနေမယ်။ကြာလာတဲ့အခါမှာအိတ်ရဲ့ခိုင်းကျိုးတွေဒါတွေကတဖြည်းဖြည်းနဲ့ပြက်လာတာမျိုး ယ်ဒါမျိုးဖြစ်တတ်တယ်ဒီတော့တကယ်ကိုအသုံးလွယ်ပစ္စည်းလေးပဲထည့်ရအောင်ပေါ့နော်ပြီးတော့ပထမဆုံးအနေနဲ့ပြောရတာဗာလဲဆိုတော့ဒီလက်တန့်စည်းရီပေါ့နော်ဒါလက်တန့်စည်းရီဆိုတာဒါပြုတ်မေးအတွက်နေ့စဉ်အသုံးပြုဖို့အတွက်ကိုလိုအပ်တယ်ဒီတော့ပိုးမွှားရီလည်းဒါပြောမယ်ဆိုရင်အပြင်သွားပါသွားနေအလဲတူလက်မှာကက်ညိလာတဲ့အခါမှာဆိုရင်ကိုကဟိုဒီရေနဲ့ပေါ့နော်သွားပြီးတော့ဒါကိုတန့်စင်ဖို့အတွက်ဆက်ပြန်တန့်စင်ဖို့အတွက်ကိုအခြေအနေမပေးလာတဲ့အခါမှာဒီ gel လေးပေါ့နော်လက်တန့်စည်းရီလေးနဲ့ဒါကိုအလဲတူအသုံးပြုလို့ရတယ်ဒီတော့ဒီပေါ့နော်လက်တန့်စည်းရီလေးစောင့်ထားပါ ောက်တစ်ခုကပါလဲဆိုတော့တွေ့ချိန်လေးစောင့်တာတဲ့တွေ့ချိန်လေးအရင်တော့ဆိုရင်စောင့်ဘူးအခုတော့ အိမ်ထဲမှာလည်းမရှိဘူးတိတ်ပြီးတော့မဆောင်ဖြစ်ဘူးပေါ့နော်တွယ်ချင်းဆိုတာအရင်တော့ဆိုရင်ဘတ်ကာတိုးစီးတဲ့အခါမျိုးမှာခုနကလူကလာရင်ဂျင်းနဲ့ထိုးဖို့ပေါ့နော်အဲ့လိုရည်ရွယ်ချက်နဲ့ဆောင်ကြရပါဘူးနော်ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့အကြီးတော့မဟုတ်ဘူးတွယ်ချင်းသေးသေးလေးပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဟိုကိုနန်းသွားနေပဲဖြစ်ဖြစ်အပြင်းမဲ့တော့တော့ပေါ့နော်ကို level ကအရင်ကဟိုက်နေရမျိုးဖြစ်လာတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်အင်ကြီးကျဲသေးရတခါကျပြုတ်ထွက်သွားမျိုးပဲဖြစ်ဖြစ်အဲ့ခါမျိုးမှာတွယ်ချင်းလေးနဲ့တွဲဖို့အတွက်ကိုဂျင်းလေးတော့ main လေးဆောင်သွားပေါ့တခါကျရင်ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကြောင့်ဒါဒီလိုမျိုးပြဿနာကြီးဖြစ်လာတဲ့အခါလွယ်လွယ်တကူဖြေရှင်းဖို့အတွက်ကို ိုတွေ့ကြိတ်လေးဆောင်းထားပါခုနပြောဆိုပဲကားစီးရင်လည်းကိုယ်ထီကပားကြီးပါလောက်လာတဲ့သူတွေကိုလည်းပြင်မြပညာပြဖို့အတွက်ပေါ့နော်တွေ့ကြိတ်လေးဆောင်းထားပါတဲ့ဟန်တူကပါလဲဆိုတော့ခေါင်းစည်းကြိုးလေးတွေလည်းထည့်သွားပြရမယ်အိတ်ထဲမှာခေါင်းစည်းကြိုးလေးတွေထည့်ရမယ်နော်ဟုတ်တယ်ခေါင်းစည်းကြိုးလေးတွေအခုဆိုခေါင်းစည်းကြိုးလေးတွေကကိုလက်မှာ ပတ်ထားရမယ်နော်အဲ့ဒါလေးနော်လက်ကောက်လေးဟုတ်တယ်ဒါဟိုကားစီးလို့ဒါစပင်းနေအရန်လွင့်နေတာစပင်းနေပွားသွားမှာဆိုတဲ့အတွက်ကြောင့်လေကိုစီးထားလို့ရတယ်အခုလိုမျိုးပူတဲ့အချိန်မှာဆိုရင်လည်းအိုက်တဲ့အိုက်လာတဲ့အခါမှာကောင်မလေးရဆိုရင်ဒါစပင်းလေးတွေကိုဒါစီးတာမျိုးတွေပေါ့နော်ဒါမျိုးတွေလုပ်လို့ရတယ်နောက်တစ်ခါကျတော့အကိုက်ခဲပြောက်စီးလေးအဲ့ဒါလေးဆောင်းသွားတယ်ဟိုဘာပဲပြောဟိုကိုတနေရာသွားလို့အကြောင်းတစုံတရာအကြောင်းပေါ့ခေါင်းကိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးဖြစ်လာတဲ့အခါမျိုးမှာဆိုရင်ねဒါကိုအနေနဲ့အကိုက်ခဲပြောက်စီးလေးရှိတော့ဒါဒါလေးကိုတောက်ထားဒါယောဂဝိညာဉ်တက်တာအောင်ပေါ့နော်ဒ ါတိလို့လို့ရတယ်ဟုတ်တယ်တုံတုံလည်းသိမဆောင်ရအောင်เนาะကာရင်းပြောက်စီဆိုတာကိုကတော့ဆောင်ထားမှာပေါ့နောက်တစ်ခါပါလဲဆိုတော့မှတ်စုစာအောင်နဲ့ဘောပင်တခြားဒါကလည်းလိုအပ်သေးရဲ့ဘယ်ဘဲတော့တော့ကို့မှာမှတ်သားစရာရှိမယ်ဆိုရင်အမြန်မြန်မှတ်ဖို့အတွက်ပေါ့เนาะအဲ့ဒါလေးဒါမှတ်စုစာအောင်ဘောပင်တခြားဆောင်သွားပါအဲကို့မှာဖုန်းရှိတယ်ဆိုပေမဲ့လည်းတခါလေညဖုန်းဘက်ထရီကုန်တဲ့အခါမျိုးမှာဒါကလည်းအသုံးဝင်ပါတယ်ဆိုပြီးတော့ပြောပြထားရဲ့ပေါ့เนาะနောက်တစ်ခါကျတော့ပါလဲဆိုတော့ဒီမိချစ်လေးတွေမိချစ်ဆိုတာရကြလေးတွေပဲဆောင်တတ်တာပေါ့เนาะဒီတော့ဒါပေမဲ့ဒီထဲမှာပြောထားတာဆိုရင်စာရေးသူရဲ့ကိုယ်တိုင်အတွေ့ ့အကြုံလေးပေါ့နော်တကယ်ချင်းမွေးနေပွဲသွားရဲကိတ်မှုတွေတော့ရှိရဲဖျောင်းနိုင်နေစိုက်ပြီးပါပြီဒါပေမဲ့မီးထွန်းစရာမီးရှင်းမရှိဘူးတဲ့အဲ့တော့ရဲကိတ်မှုမှာမီးမမှောက်ပဲနဲ့မွေးနေပွဲကြီးကျင်းပခဲ့ရတယ်ပေါ့နော်ဒါစားရည်သူကြုံခဲ့တဲ့အခြေအနေပေါ့နောက်တစ်ခါပါဆိုအိမ်ကြီးမှာခြေစာလေးပါထွက်နေမယ်ဆိုမီးချစ်လေးနဲ့အသားရပေါ့နော်ကိုနည်းနည်းလေးညှိပြီးတော့တဲ့ကိုက်လုပ်လို့ရတယ်ဟုတ်တယ်ဒါတော့ကိုက်တိုင်းမလုပ်ရတော့မီးချစ်လေးဆောင်းသွားနောက်ပြီးပတ်စံကတော့အရေးကြီးတယ်ပတ်စံကတော့ main key တွေဟိုဟိုဆောင်းသွားမှာပေါ့နော်ပတ်စံမပါဘဲတော့မရဘူးလေနောက်တစ်ခါကျတော့မှန်တေးတေး းလေးဘီးသတိလေးပဲဖြစ်ဖြစ်အဲ့ဒီလဲဆောင်းတော့ကိုအမြက်အမြက်မိကလေးလိမ့်ပြီးတော့ယုံသွားတဲ့အခါမျိုးမှာဆိုရင်လမ်းမှာတစိမ့်တရာကိုဒါဒါမှမဟုတ်လေအငှားကားစီးတဲ့အခါမှာရင်မောင်းကိုသွားပြီးတော့တမိမျက်နှာလေးပြာနေတာတို့ပါဘူးအဆင်မပြေဘူးလားသွားနေလို့ပါလေဟာဒီတော့ကိုမှန်လေးကိုမှမှန်လေးပါမယ်ဆိုရင်ဒါကိုပါတော့ပြင်နေလို့ရတာပေါ့နော်အဲ့တခုအမျိုးသမီးလာစင်သောပစ္စည်းတွေဒါကိုကိုအတွက်ကိုအတားပေါ့နော်တော်လေးနေပြီတော်လေးနေပြီကိုအတွက်ကိုအရေးပေါ်လို့တဲ့အခါမျိုးမှာဖြစ်ဖြစ်တပားသူမှာဆိုရင်အကူညီလို့တဲ့အခါမျိုးဖြစ်ကိုကူညီလို့ရတယ်ဒါလေးဆောင်းသွားနောက်ပြီးတော့ပြ ကယ်တို့တခြားဟိုတခြားလုံးလေးကိုင်းကုန်ဈေးလေးတွေအဲ့အလေးလေးစောင့်သွားမယ်နောက်ပြီးအလွယ်တူစားလို့ရတဲ့အစင်းစင်းမုန်လေးတွေပေါ့နော်ပေါင်မုန်လေးရဲ့ဖြစ်ဖြစ်ဖိုက်ဆိုင်စားဖို့ပေါ့တခါကျရင်ယုံသွားရင်ဟိုကို့မှာဗနက်စာမစားခဲ့တဲ့အခါမျိုးမှာဆိုရင်အစာပြေလေးစားလို့ရတာပေါ့နော်အခုဟိုင်လည်းထည့်ပါတယ်ပြီးတော့ဒီထက်လည်းပိုပြီးလွန်လွန်ကျွကျထည့်တယ်မိတ်ကပ်ကူနှကန်းနေဘူးဟုတ်တယ်ပြီးလို့ရှင်လေးဖုံးအားသွင်းကျို့ဘူးပြန်မထုတ်သေးဘူးဘူးဖုံးအားသွင်းကျို့အမလေးအိတ်တောင်မှလေးမခံနိုင်ဘူးတော်တော်အိတ်တိတ်ပြီးတိတ်ပြတ်ကြတာတော့ကောင်းတယ်မရအောင်မင်းကလေးအိတ်ကလိုတရအိတ်ဒီလားအိတ်ထဲမှာနှိုက်လိုက်အကုန်ထွက်လာတယ်ပြီးတော့ကြားလေးအိတ်ကလုံးဝလိုတ အဲ့ရာဇာလေးအဲ့အဲ့မဲကလေးကိုဖွင့်လိုက်ခေါင်းမမူပါဘူးမဲကလေးကကိုယ့်ဟာကိုအထာနာပီးသားကိုပစ္စည်းပြစ်ထည့်လိုက်တဲ့နေရာဘယ်နေရာလဲတိပစ္စည်းကဘယ်ထောက်မှာတော့လဲဆိုရင်ခဏနားရအောင်နော်ထမင်းပြတင်ဆက်ပေးစီအကြောင်းအရာရှိပါသေးတယ်အခုတော့ဒီမှာခဏလေးနားအောင်မယ်နော်